ယ်လှုပ်ခတ်ခဲ့တဲ့ဒေသတွေမှာအင်တာနက်လိုင်းဖုန်းလိုင်းခတ်ခဲတွေကြောင့်သတင်းစစ်မှုကန့်သက်ချက်တွေဖြစ်ပေါ်နေချိန်ငလင်ဘေးရနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေငလင်တန်းခံရပြီးနောက်ဆက်တွဲတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့ရေဒီယိုဆက်ကလေးရှိတာနဲ့ဖမ်းယူလို့ရမယ်ဒီမှာ short wave radio ကိုတရက်လျင်မနက်9:00နာရီတစ်ချိန်ည9:00နာရီတစ်ချိန် ဒီကနေ့ဧပြီလ10ရက်နေ့ကနေ10ရက်နေ့အထိ10ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ31မီတာကုတတမ43မကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ16မီတာ71တတမ5မကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မြစီမရေဒီယိုအစီအစဉ်ကိုမြစီမရဲ့ online platform အစုံကနေလဲကြပြိုင်နေတဲ့ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ online ကနေလဲနားဆင်နိုင်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ် ဧပြီလ10ရက်နေ့အင်္ဂါနေ့ညပိုင်းမြစီမာရေဒီယိုအစီအစဉ်ကိုမြမဆန်တော်ချင်းညနေ9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျမကတော့ရွှေနွယ်ပါ။ဒီကနေ့ညနာဆင်ကြားမယ့်သတင်းတွေကတော့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကိုမန္တလေးငလျင်လို့တညတညွတ်သေးခေါ်ဆိုကြဖို့စစ်ကောင်စီပြောတဲ့သတင်းနဲ့အတူအင်းတော်နဲ့ဖလန်းမျိုးတို့ကိုတော်လိုင်းတက်တွေတိမ့်ပတ်ရရှိသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုနားဆင်ကြအောင်ဖြတ်ပါရစေ။အဲဒီနောက်မှာတော့ တေဆောင်းခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူဆအလွဲတွေအကြောင်းနဲ့အတူငလင်အကြောင်းတည်ကောင်းစရာ key to health အစီအစဉ်တို့ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတွေကိုကြူချမ်းတဲ့အတူတင်ဆက်ပေးမှာပါရှင်။ င်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်မကတော့ကျူချမ်းပါကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တရှိရာလိုင်ဇာမြို့ခြေရန်စစ်ဆောင်စခန်းကမိန်ကလေးငယ်၃ယောက်ကိုပြန်ပေးဆွဲတပ်ဖြတ်ခဲ့တဲ့တရားခဏ်ကို KIO တရားရုံးကတည်တံချမှတ်လိုက်ပါတယ်ပြစ်မှုကျူးလွန်သူအုံဆောင်တွဲအောင်ကို KIO တရားရေးဌာနကစစ်ဆေးပြီးတဲ့နောက်ပုံမှန်၆ခုနဲ့တရားစွဲဆိုခဲ့ပြီး တည်တံချမှတ်လိုက်တာဖြစ်တယ်လို့ခရိုင်ဝပြန်ကြားရေးတေကချင်နက်ကဧပြီလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။အလောင်းတွေရဲ့ဆေးစစ်ချက်အပြည့်တွေအရမတိတ်မှုလက္ခဏာတွေကိုလည်းတွေ့ရှိခဲ့တဲ့အတွက်ရသသက်ကြီးပုံမှ302ခါခွေ201 364 305 300 386တင်းနဲ့အမှုဖွင့်ခဲ့တာလို့သိရပါတယ်။တရားခံဖြစ်သူအောင်ဆောင်တွဲအောင်ကိုဘယ်နေ့မှဘလို့ပုံစံနဲ့တိမိတ်ချမလဲဆိုတော့အသေးစိတ်ဖော်ပြထားတာမရှိသေးပါဘူး။ အသက်25နှစ်အရွယ်တရက်ခန်းအောင်ဆောင်တွဲအောင်ဟာဖေဖော်ဝါရီ22ရက်ညနေ3နာရီဝန်းကျင်ကခြေရန်ဆစ်ဆောင်စကမ်းမှာနေထိုင်တဲ့အသက်10နှစ်အရွယ်ကျောင်းသူ2ယောက်နဲ့17နှစ်အရွယ်ကျောင်းသူ1ယောက်တို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အရင်နောက်ကလင်းငယ်ရဲ့မိဘတွေစီကိုတရုတ်ငွေ3သိန်းနဲ့ပြန်လာရွေးဖို့ဆက်သွယ်ခဲ့တယ်လို့လည်းသိရပါတယ်။ဖေဖော်ဝါရီ25ရက်နေ့မနက်ပိုင်းမှာတော့ KIA ကတရားခံကိုဖမ်းဆီးရမိခဲ့ပြီးသူ့ရဲ့ညွန်ပြချက်နဲ့မင်းကလေးငယ်ရဲ့ရုပ်အလောင်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါရဲ့ရှင်။ ငလင်ချောင်းပြိုကျခဲ့ရတဲ့မန္တလေးမြို့ Sky Villa Condo ရဲ့ကယ်ဆယ်ရေးလုပ်ငန်းခွင်မှာတရုတ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ဆက်နယ်စစ်ဆေးချက်အရအလောင်း200ပိတ်မိနေသေးတာကိုတွေ့ရတယ်လို့ဒီကွန်ဒိုမှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတအိုးကပြောပါရယ်။ငလင်မလောက်ခင်အစင်းတွေအရာ ဒီကွန်ဒိုမှာနေထိုင်သူ၄00ဝန်းကျင်ရှိတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ဒါပေမဲ့ငလျင်လုတ်ချိန်မှာလူပနတ်ဦးအဆောက်အဦထဲမှာရှိနေတယ်ဆိုတာကိုတော့အတိအကျမသိရပါဘူး။ဧပြီလ9ရက်နေ့ညနေအထိကွန်ဒိုကနေပျောက်ဆုံးသူ16ဦးရဲ့တိတ်ဆုံးအနေအထားအယုတ်လောင်းတွေကိုရှာဖွေတွေ့ရှိရတယ်လို့မြန်မာ rescues organization ကပြောထားပြီးတော့မိသက်တပ်ဖွဲ့ကတော့14ဦးရဲ့ယုတ်အလောင်းကိုတွေ့ရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်အား9.8ရက်တာစကေးနဲ့လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကိုမန္တလေးငလျင်လို့ခေါ်ဆိုသတ်မှတ်ဖို့စစ်ကောင်စီကဧပြီ9ရက်နေ့မှာပြောဆိုလိုက်ပါတယ်။မှတ်တမ်းပြုစုတဲ့နေရာမှာဖော်ပြချက်တွေရည်ညွှန်းပြောဆိုချက်တွေတူညီစေဖို့အတွက်မန္တလေးငလျင်လို့သုံးစွဲသွားမှာဖြစ်တဲ့အကြောင်းစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။ဒါအပြင်ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဖော်ပြနေတဲ့မီဒီယာတွေအနေနဲ့လည်းမန္တလေးငလျင်လို့သုံးစွဲဖို့ပြောဆိုသွားပါတယ်။ ငလျင်ဟာစကိုင်းမြို့နယ်ဧရိယာအတွင်ဗဟိုပြုလှုပ်ခတ်သွားခဲ့တာဖြစ်တဲ့အတွက်မန္တလေးငလျင်လို့စစ်ကောင်စီရဲ့ခေါ်ဝေါ်တတ်မှတ်ချက်နဲ့ပတ်သက်လို့အငင်းပွားမှုတွေလည်းရှိနေပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလျင်ဟာစကိုင်းပြည့်၍အင်းဝအပိုင်းကနေစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်ကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။မြစမကမတ်လ28ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ငလျင်ပညာရှင်ပါမောက်ခဒေါက်တာမျိုးညွတ်နဲ့ဆက်သွယ်မေးမြန်းချက်တဲမှာတော့ ငလင်းတွေကိုအမည်နာမခေါ်ဝေါ်ရမှာပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ပျက်ခဲ့တဲ့ဒေသရဲ့နာမည်ကိုအစွဲပြုပြီးခေါ်ဆိုလို့ရှိတာကြောင့်အခုလှုပ်ခတ်သွားတဲ့ငလင်းဟာမန္တလေးမြို့မှာပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့အတွက်မန္တလေးငလင်းလို့ခေါ်ဆိုကြဖို့ငလင်းပညာရှင်တွေနဲ့ငလင်းပညာရပ်လေ့လာနေသူတွေကြားဆုံးဖြတ်သတ်မှတ်ထားတယ်လို့ပြောဆိုသွားခဲ့ပါတယ်ဒါပြန်1956ခုနှစ်ကလှုပ်ခတ်သွားခဲ့တဲ့သကိုင်းငလျင်လည်းရှိနေတာဖြစ်တဲ့အတွက်အမည်နာမရှုပ်ထွေးမှုမဖြစ်စေဖို့လည်းရည်ရွယ်တယ်လို့ပြောဆိုသွားပါတယ်ရှင်။ မြန်မာနိုင်ငံစကိုင်းမြို့အနီးမှာဘိုးပြူလောက်ခတ်သွားတဲ့ငလျင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ချက်တူးချက်မှာရှိတဲ့ဆောက်လုပ်ဆဲပြည်နယ်စီရင်စစ်ရုံးအဆောက်အဦပြောင်းချောင်းမှုအတွင်မှာဧပြီလ9ရက်နေ့ညနေပိုင်းအထိရုပ်လောင်း18လောင်းတွေ့ရှိထားပြီးတော့ဘသူဘဝဖြစ်ကြောင်းအတိပြုဖို့ခက်ခဲနေတာကြောင့်လုပ်ငန်းခွင်မှာပျောက်ဆုံးနေတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ပျောက်ဆုံးစင်းရဲတိုင်ကြားပေးကြဖို့မြန်မာအလုပ်သမားတွေအရေးဆောင်ရွက်ပေးနေသူတွေကတိုက်တွန်းပါတယ်။ ရုံလောင်းတွင်းရှိထားတဲ့16ဦးနဲ့မြမအလုံသမား3ဦးသာပါဝင်ကြောင်းအတိအကျသိရပြီးကျန်တဲ့သူတွေကဘသူဘဝဖြစ်ကြောင်းကိုတော့မသိရသေးကြောင်းပြောပါရယ်။သေဆုံးသူတွေဘသူဘဝဖြစ်ကြောင်းအတိအကျသိရနိုင်မှုမိမိမိသားစုဝင်တွေပျောက်ဆုံးနေပါကကြန့်ရှိနေတဲ့မိသားစုဝင်တွေအနေနဲ့လူပျောက်ဆင်းတိုင်ကြဖို့လိုအပ်ကြောင်းပြောပါရယ်။ ပြောင်းဆုံးနေတဲ့သူကအထောက်ထားရှိဖို့မလိုအပ်ပေမဲ့အဲစင်းတိုင်ကြမဲ့သူအနေနဲ့ကတော့တရားဝင်အထောက်ထားရှိဖို့လိုအပ်တယ်လို့သိရပါဗျ။ဧပြီလ9ရက်နေ့ညနေပိုင်းမှာနောက်ဆုံးရရှိထားတဲ့အချက်လက်တွေအရမက်စလန်28ရက်နေ့ငလျင်ကျောင်းချက်တူးချက်ဆောက်လုပ်ဆဲအဆောင်ပြောင်းချမှုအတွင်းမှာရုပ်လောင်းတွေးရှိသားသူ18လောင်းအဆောင်အောင်မှာကျန်ရှိနေသူ89ဦးနဲ့ပြောင်းဆုံးနေသူ103ဦးရှိကဆေးကုသမှုခံယူနေသူ9ဦးရှိတယ်လို့သိရပါဗျ။ ဒီလိုစေကုသမှုခံယူနေသူကိုအနမ်းမြမလောက်သား၄ဦးပါဝင်ပြီးလက်ရှိထိုင်းဆိုရကကုသစိတ်တွေအလုံးကိုတာဝန်ယူပေးထားရလို့သိရပါတယ်ဒီအဆောင်မှာအလုံသမား၄00ကျော်အလုံးလုံးနေတာဖြစ်ပြီးဒီထက်မှမြမအလုံသမားတွေလည်းအများစုပါဝင်နေတယ်လို့သိရပါတယ်မြမအလုတ်သမားဘသူဘဝတွေပါဝင်နေဆိုတာကိုတော့အချမ်းလက်ကောင်းယူဖို့ခက်ခဲနေတယ်လို့အလုတ်သမားရေးဆောင်ရွက်ပေးနေသူတွေကပြောပါရရှင်။ စကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့နယ်ချင်းပြည်နယ်ဖလန်းမြို့ကိုတော်လင်းရက်တက်တွေကမနေ့ကဧပြီလ9ရက်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကမစ္စမာကိုအတည်ပြုပါရယ်ဖလန်းမြို့မှာရှိတဲ့နောက်ဆုံးလက်ကျန်စစ်ကောင်စီရဲ့ခြေလျင်တရင်အမှတ်268ကိုမနေ့ကမနက်ပိုင်းမှာသိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါရယ်ချင်းညောင်အဖွဲ့အစည်းပြီးနဲ့မဟာမိတ်တွေဟာ2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစပြီး ဖလန်းမြုပ်သိမ်းတိုက်ပွဲကိုစတင်ခဲ့တာမှာငါလနီပါအကြောင်းမှာမြို့ကိုလုံးဝထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဧပြီလ9ရက်နေ့ည8နာရီအချိန်မှာလည်းအင်းတော်မြို့ကစစ်ကောင်စီရဲ့လက်ကျန်စခန်းတွေဖြစ်ကြတဲ့ဂျပန်လှိုင်ကူစခန်းနဲ့ဖျားကုန်းတွေကိုအပိသက်သိမ်းနိုင်ခဲ့တယ်လို့စစ်ရေးသတင်းမြက်ကပြောပါတယ်။စခန်းဆွန့်ခွာသွားတာမျိုးမဟုတ်ပဲလက်နက်ချအညံ့ခံအလံဖြူထောင်သွားတဲ့ပုံစံမျိုးဖြစ်တဲ့အကြောင်းသတင်းမြက်ကပြောပါတယ်။ အဲ့တော်မြို့သိမ်းတိုက်ပွဲကို2024ခုနှစ်ဩဂတ်စ်လ16ရက်နေ့မှာစတင်ခဲ့တာတိုက်ပွဲ၈လနေပါအကြာမှာသိမ်းပိုက်နိုင်ခဲ့တာပါလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အင်တော်မြို့နဲ့ဖလန်မြို့ကိုဒီကနေ့ဧပြီလ10ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကနေသိရပါဗျအင်တော်မျိုးကိုခရိုင်ကဥဆောင်တဲ့တော်လင်ရေးတပ်ဖွဲ့တွေကတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးဖလန်မျိုးကိုတော့ချင်းညင်အောင်ဘွဲ့စီပြီးနဲ့မဟာမိတ်တွေကတင်ပိုက်နိုင်ခဲ့တာဖြစ်ပါရဲ့ရှင်။ ဂလင်ကျောင်းထိုင်းနိုင်ငံဘန်ကောက်မြို့ချာတူးရှမ်းမှာရှိတဲ့ဆောက်လုပ်စဲနိုင်ငံတော်စီးရင်စစ်ရုံးအဆောင်ပြုကြမှုအတွင်မှတည်ဆုံသူတွေအတွက်တအုပ်ကိုညနာချီပတ်တတန်ကနေနှစ်တန်းအထိပေးသွားမှာဖြစ်တယ်လို့ထိုင်းလုံထမဝင်ကြီးဌာနကထုတ်ပြန်ပါတယ် ဒီနေ့နာခြေကိုထိုင်းမြန်မာရွှေပြောင်းအလုံတမလိုမခွဲကြပဲတန်းတူပေးရသွားမှာဖြစ်တယ်လို့အလုံတမဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ကပြောပါရယ်နေ့နာခြေအတွက်အသက်ဆုံးရှုံးသွားခဲ့ရသူရဲ့မိသားစုဝင်တွေကရှောက်ထားမှာဖြစ်ပြီးရှောက်ထားခြင်းကစတဲ့က15ရက်အတွင်းစီစက်ခါပေးအပ်သွားမှာဖြစ်ကြောင်းအလုံတမတွေရဲ့နေ့နာခြေကိုတော့အလုံရှင်ဘက်ကတာဝန်ယူလုံဆောင်ပေးရမှာဖြစ်ကြောင်းပြောပါရယ်ဒဏ်ရာနေတဲ့အလုံတမတွေရဲ့စေကူတာခြေနဲ့နေ့နာခြေတွေကိုအလုံတမဝင်ကြီးဌာနဘက်ကလူမှုဖူလုံရေးရုံးနဲ့ပူးပေါင်းပြီး တာဝန်ယူပေးမှာဖြစ်ကလူမှုဖူလုံကြီးပေးဆောင်ထားတဲ့အလုပ်သမားတွေကငလျင်ကြောင့်အလုပ်လက်မဲ့ဖြစ်မှုအတွက်လုံအားခတလောက်ကိုဘတ်9500နဲ့အနည်းဆုံး6လထိခန်းစား권ရှိမှာဖြစ်ပါတယ်ရှင်။ ထိုင်းဝင်ကြီးချုပ်ပေထုံတန်ဟာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့လို့ထိုင်းပြည်သူတွေကိုပြန်ချော့ရဲဆိုတဲ့ရုပ်သံဖိုင်တစ်ခုပြန့်နှံ့နေပါတယ်။ရွှေလိုက်အောင် online shop အမည်နဲ့ TikTok အကောင့်ကနေ April 9ရက်နေ့မှာကဲပါပြောခြင်းလဲ comment မှာရေးလာကြလို့ရေးသားထားပြီး စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ထိုင်းဝင်ကြီးချုပ်ပေထုံတန်တို့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံနဲ့အတူပေထုံတန်မိကွင်းပြောနေတဲ့ရုပ်သံဖိုင်ကိုတွဲလျက်ဖော်ပြထားတာပါရုပ်သံဖိုင်ထဲမှာတော့ပေထုံတန်ကစစ်ဖွဲ့စည်းကိုမကြိုက်ကြောင်းနဲ့လက်ဆွဲနှုတ်ဆက်နေပေမဲ့မျက်နှာကကြိုက်တဲ့ပုံမပြဘူးသူမကူတိုင်းနဲ့မကြိုက်ကြောင်းပြောထားတာပါဒီရုပ်သံဖိုင်ကိုကြည့်ရှုသူတိတိမခွန်းတန်းရှိနေပါပြီတခြားဖြန့်ဝေမှုတွေမှာပေထုံတန်နဲ့စစ်ကောင်းဆောင်တို့တွဲဆုံပြီးချိန်မှာပေထုံတန်ကဒီလိုထုတ်ပြောတာလို့ဖြန့်ဝေထားကြတယ်လို့မှတ်ချက်တွေမှာလည်းအလားတူပဲပြောဆိုကြပါတယ် မြေစီမကအချက်လက်စစ်ဆေးခဲ့ပြီးဒါဟာဖိုင်ဟောင်းဖြစ်ကြောင်းတည်ပြုနိုင်ခဲ့ပါတယ်။ပေထုံနယ်ပြောနေတဲ့ပုံနဲ့ရှာဖွေတဲ့အခါမှာ2023ခုနှစ်ဧပြီ18ရက်နေ့မှာ YouTube channel တစ်ခုကပေါ်ပြထားတာကိုတွေ့ရပါတယ်။အာနာသိန်းနာကိုမကြိုက်ဘူး။အာနာသိန်းသူတွေနဲ့လက်ဆွဲမတွဲပါနဲ့လို့ဖော်ပြထားပါတယ်။ဒီအကြောင်းကိုဆက်လက်ရှာဖွေခဲ့ပြီးထိုင်းဝင်ကြီးချုပ်ပေထုံတန်ဟာရွေးကောက်ပွဲမလုပ်ခင်ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာယခုလိုပြောခဲ့တာပါ။ ။ဒါကို The Nation Thailand သတင်းဝက်ဆိုက်မှာတွေ့ရပါတယ်။သူဟာအဖေဖြစ်တဲ့တပ်စင်နဲ့အန်ဒီဖြစ်တဲ့ရင်လက်တို့ကိုအာနာသိမ်းယူခဲ့တဲ့ထိုင်းပူချုပ်ကြီးတွေကိုယဉ်ညွန်းထားတာဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာဘန်ကောက်မှာပြုလုပ်တဲ့ Binstead အစည်းအဝေးကိုတက်ရောက်ပြီးထိုင်းဝန်ကြီးချုပ်ပေထုံတန်နဲ့လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဒီအစည်းအဝေးကိုတက်ရောက်ခွင့်မပြုဘဲမြန်မာနိုင်ငံကစစ်အာဏာရှင်ဆန့်ကျင်ရေးအရက်ဖက်ဖွဲ့စည်း300ကျော်ကထိုင်းဆိုရကိုတောင်းဆိုခဲ့ပါတယ်။ရိုဟင်ဂျာလူမျိုးတုံးတပြတ်မှုကြောင့်အာဂျီရီးနားနိုင်ငံတရားရုံးကနေဝရမ်းထုတ်ခံထားရတဲ့ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းနိုင်ငံကဖမ်းဆီးပေးဖို့နဲ့အခုလိုတက်ရောက်လာတာကိုမကြိုဆိုဖို့ဆိုရှယ်မီဒီယာသုံးဆဲသူတွေကြားမှာပြောဆိုမှုတွေရှိခဲ့ပါတယ်။အဲဒီနောက်တွေ့ဆုံမှုအပြီးမှာပဲရုပ်သက်ဖိုင်အဟောင်းနဲ့ထိုင်းဝန်ကြီးချုပ်ကစစ်ကောင်းဆောင်ကိုရည်ညွှန်းပြောဆိုပြီးထိုင်းပြည်သူတွေကိုပြန်ချောက်ရည်လို့ဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတေဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူဆအလွဲတွေအကြောင်းကိုမြစိမဝန်တော်သားကိုဆိုင်ခန့်ကပြောပြပေးမှာပါရှင်မင်္ဂလာပါလက်ရှိအချိန်ကကျွန်တော်တို့နိုင်ငံရဲ့ဒေတာအများစုမှာငလင်တကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့လူသေဆုံးမှုတွေများပြားနေတဲ့အချိန်ဖြစ်ပါတယ်။ဖျားပြင်းငလင်ကြီးလှုပ်ခတ်ပြီး၃ရက်ခန့်ကြာတဲ့နောက်မှာသေဆုံးမှုတွေတဖြည်းဖြည်းမြင့်တက်လာနေပြီးငလင်တန်တဲ့ဒေတာကပြည်သူတွေအနေနဲ့သေဆုံးခန္ဓာကိုယ်တွေကိုပတ်ဝန်းကျင်မှာအများပြားတွေ့မြင်နေရတာကြောင့် ူးစက်ယောဂါနဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပွားလာနိုင်မှုအပေါ်စိုးရိမ်စိတ်မြင့်တက်နေတယ်လို့ကြားသိရပါတယ်။ဒီလိုအချိန်မှာတိတ်ဆုံးခန္ဓာကိုယ်တွေနဲ့ပတ်သက်တဲ့အယူဆအလွဲတွေနဲ့တိတ်ဆုံးခန္ဓာကိုယ်တွေကိုစနစ်တကျကင်တွယ်ဖို့နည်းလမ်းတွေကိုပြောပြပေးခြင်းပါတယ်။တေဆုံးခန္ဓာကိုယ်ရဲ့ကြောင့်ကူးစက်ယောဂါတွေဖြစ်လာနိုင်ကြလားတကယ်တမ်းတော့ကူးစက်ယောဂါပြန့်ပွားမှုတွေဟာတေဆုံးပြီးခန္ဓာကိုယ်တိုင်းကနေ ဖြစ်နိုင်တာမဟုတ်ပါဘူး တိတ်ဆုံးခန္ဓာကိုယ်တွေမှာယောဂပိုးရှိနေခဲ့ပြီးအဲ့ဒီတိတ်ဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တဲ့အခါမှာလုံလောက်တဲ့ကာကွယ်မှုနဲ့စနစ်ကျမှုမရှိမှသာယောဂပိုးတွေကူးဆက်ပြန့်ပွားနိုင်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့ပြည်သူတိုင်းကူးဆက်ယောဂအတွက်ထိတ်လန့်နေစရာမလိုပဲတိတ်ဆုံးခန္ဓာကိုယ်ကိုကင်တွယ်နေရတဲ့ကဲဆေးသမားတွေကသာအဓိကကူးဆက်ရမှာဖြစ်ပါတယ်။ တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တဲ့ထုတ်နေတဲ့ကဲဆေးသမားတွေအနေနဲ့တေဆုံးခန္ဓာကိုယ်တွေကိုသတိလက်လွတ်ကင်တွယ်မိမယ်ဆိုရင်တွေးကတဆင့်ကူးဆက်တတ်တဲ့ HIV ပိုးအသေးအောင်တဝါပိုးတွေအညစ်အကြေးကတဆင့်ကူးဆက်တတ်တဲ့ဝမ်းရောဂါလိုမျိုးတွေဖြစ်နိုင်ပါတယ်။ကဲဆေးလုံနေရင်အပြက်စီးတွေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိနေခဲ့မယ်ဆိုရင်လည်းမိမိကိုယ်ကိုအရင်ကယူဆိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာပေါပြဲတံရကတစင်းယောဂပိုးတွေမကူးဆက်နိုင်မှာဖြစ်ပါတယ် ဒီလိုအခြေအနေမှာကယ်ဆယ်ရေးလုပ်သားတွေလိုက်နာစရာအချက်တွေလည်းရှိနေပါတယ်။နံပါတ်၁ကတော့လက်အဝတ်စင်ပါ။ဖြစ်နိုင်ရင်လေးတက် glove တွေသုံးတာအကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရရှိနိုင်ဘူးဆိုရင်တော့ကြွကြွေးကိုအနည်းဆုံးနှစ်ထပ်ဆွပြီးသေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပါ။ဒါမှမဟုတ်ပုဂံစေး rubber လက်အိတ်တွေနဲ့လည်းကင်တွယ်လို့ရပါတယ်။တခါကင်တွယ်ပြီးတိုင်းစက်ပြာနဲ့တေချာစွာဆေးကြောတင်ပါတယ်။လက်အိတ်တွေပောက်ပြဲသွားရင် တေဆုံးခန္ဓာကိုယ်ကအရေတွေနဲ့ထိတွေ့မိပြီးယောဂါကူးဆက်စေနိုင်တာမို့မကြာခဏသတိထားပြီးလဲပေးဖို့လည်းလိုအပ်ပါတယ်။နံပါတ်2ညနာနဲ့မျက်လုံးကိုလည်းကာကွယ်ပါ။အနံဆိုးတွေကနေကာကွယ်ဖို့အဓိကအားဖြင့်နှာခေါင်းနဲ့ပါးစပ်ကို max ဒါမှမဟုတ်တန်ရှင်းတဲ့အဝတ်အစားအထူနဲ့လုံခြုံစွာပုံအုပ်ထားပါ။ဖြစ်နိုင်ရင်မျက်လုံးအကာအကွယ်နဲ့ face shield တပ်စင်ပါ။ဒါမှမဟုတ်တင့်တော်ရာပလတ်စတစ်ကို ်ပဲ့ရှိအဖြစ်အသုံးပြုပါဒါပေမဲ့တရားရဂိုင်းလုံးလိုအပ်တာမျိုးမဟုတ်ပဲမဖြစ်နိုင်တဲ့အနေအထားမျိုးမှာဆိုရိုးရိုးမတ်စ်နဲ့ပဲအကာအကွယ်ယူနိုင်ပါတယ်နံပါတ်3ခန္ဓာကိုယ်ကိုကာကွယ်ပါ PP level 2တွေရနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရနိုင်ရင်တော့ခန္ဓာကိုယ်ကိုလုံခြုံအောင်ဖုံးထားနိုင်မဲ့အင်ဂျီလက်ရှိဘောင်းမီရှိဝတ်ဆင်ပြီးအပေါ်ကနေ plastic ဒါမှမဟုတ်အဝတ်ထုတစ်ထပ်ထပ်မံဝတ်ဆင်ပါ အသုံးပြုပြီးသားအဝတ်စားတွေကိုစက်ပြာနဲ့တေချာလျှော်ဖွက်ပါရဘာဖနက်ဒါမှမဟုတ်ခြေထောက်လုံစေတဲ့ဖနက်တွေကိုဝတ်ဆင်ပါကဲဆေးလုံသားတွေအဓိက လိုက်နာရမယ့်အချက်တွေကတော့တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပြီးတိုင်းလက်ကိုစက်ပြာနဲ့အနည်းဆုံးစက္ကန့်20ကြာစေကျော်ပါတေဆုံးခန္ဓာကိုယ်ကိုတည်ထုတ်ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုလည်းတေချာစွာပိုတတ်ပါ တေဆုံးခန္ဓာကိုယ်တွေကိုကင်တွင်နေရင်အဆာဆာတာရေတောက်တာတွေကိုရှောင်ကျင်ပါတေဆုံးခန္ဓာကိုယ်နဲ့ဒိုက်ရိုက်ထိတွေ့ခြင်းနည်းနိုင်သမျှနေအောင်ကာကွယ်ပါကဲဆယ်ကြီးလုံနေရင်စိတ်ထိခိုက်စရာမြင်ကွင်းတွေကိုမကြာခဏတွေ့မြင်ရနိုင်တဲ့အတွက်ကဲဆယ်ကြီးလုံသားတွေအနေနဲ့တတ်နိုင်သမျှစိတ်ကိုအနာပေးပါအချင်းချင်းဖေးမှာပါ အများပြည်သူတွေလိုက်နာစရာချက်တွေလည်းရှိနေပါဗယ်။တိတ်ဆုံးခန္ဓာကိုယ်တွေကိုတေချာထုတ်ပိုးထားပြီးအပူချိန်ရောတဲ့နေရာအရိပ်ရတဲ့နေရာတွေမှာထားပါ။တိတ်ဆုံးသူရဲ့မိသားစုဝင်တွေကိုရှာဖွေအသိပေးနိုင်ဖို့ဖြစ်နိုင်ရင်တိတ်ဆုံးသူကို တွေ့ရှိတဲ့နေရာကိုမှတ်တမ်းတင်ပြီးမျက်နာ ထင်ရှားတဲ့အမာရွတ်အမှတ်အသားဒါမှမဟုတ်လက်ဝတ်လက်စားတွေကိုဓာတ်ပုံရိုက်ယူထားပါ။ တောက်ရီတုံးရီအပေါ်အကျိုးတက်ရောက်မှုနဲ့ရေတန့်ကာကွယ်နည်းအစဉ်အဆက်ကိုလည်းဆက်လက်ပြောပြပေးကြပါမယ်။တေဆုံးခန္ဓာကိုယ်တွေကနေတောက်ရီတုံးရီအပေါ်ဓာတ်ရိုက်အကျိုးတက်ရောက်မှုနည်းတယ်ဆိုပေမဲ့အခုလိုတဘာဝဘေးအန္တရာယ်ဖြစ်ပွားထားတဲ့ကာလတွေမှာမိလာနဲ့ရေစိုးနှုတ်စနစ်တွေပြက်စီးတာတောက်တုံးရီအတွက်ရေတန့်စင်ဖို့အခက်အခဲရှိတာတောက်တုံးရီထဲဖို့တန့်ရှင်းတဲ့ပုံတွေမလုံလောက်တာကြောင့်တန့်ရှင်းတဲ့တောက်ရီတုံးရီရရှိနိုင်ဖို့ခက်ခဲပါတယ်။တန့်ရှင်းတဲ့တောက်တုံးရီရရှိနိုင်ဖို့အတွက် တေဆုံးခန္ဓာကိုယ်တွေကိုမြုပ်နှံတဲ့နေရာတွေနဲ့အနည်းဆုံးမီတာ30အကွာကရေကိုပဲအသုံးပြုပါရေရရှိနိုင်တဲ့ရေတွင်းတွေကိုသေချာဖုံးအုပ်ထားပါ းဆက်လက်ပြီးတော့အပတ်စဉ်ကဏ္ဍအနေနဲ့ K2 Hall ကျမ်းမာရေးအစီအစဉ်ကိုနားဆင်ကြမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ငလင်အကြောင်းတီကောင်းဆရာအစီအစဉ်ကိုနားဆင်ကြမှာပါရှင် မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် K2L အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာကတော့ကလင်းငယ်တွေအတွက်လူကြီးတွေတည်ထားတဲ့ငလင်အနရဲ့ကင်းဝေးရေးအကြောင်းတည်ကောင်းစရာတွေနဲ့အတူငလင်တစ်ခုကိုကြိုတင်ပြင်ဆင်မုံငလင်လုံးနေချိန်မှာမလုပ်ရမလဲငလင်လှုပ်သွားပြည်တဲ့နောက်မလုပ်ရမလဲငလင်လှုပ်ခတ်ပြည်တဲ့နောက်ကလေးတွေကိုစိတ်သက်သာရရအောင်ဘလို့လှုပ်ပေးရမလဲအစရှိတဲ့အခန်းကဏ္ဍအလုံးကိုဆက်ဆက်ပြီးကြဲကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ် ပထမဆုံးအပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ငလင်းအနေရဲ့ကင်းဝေးရေးအကြောင်းတည်ကောင်းစရာတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်။ငလင်းတန်းကိုခံရခြင်းကလူတိုင်းအတွက်ကြောက်စရာဖြစ်ရတဲ့ကိုပါ။အထူးသဖြင့်ကလင်းငယ်တွေအတွက်ပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်။ဒီလိုကြောက်မက်ဖွယ်ရဖြစ်ရတွေကိုကြိုတင်ကာကွယ်လို့လည်းမရသလိုကြိုတင်ပြီးတော့လည်းခံမနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့မိမိနဲ့မိမိမိသားစုကငလင်းအနေရဲ့များတဲ့နေရာမှာနေထိုင်မှာကတတ်နိုင်သမျှကြိုတင်ပြင်ဆင်ထားဖို့ကအရေးကြီးပါတယ်။ ကိုရံကြိုတင်ပြင်ဆင်ထားတာကြောင့်ကလေးတွေအတွက်လည်းအကျိုးရှိသလိုအိမ်မှာရှိတဲ့လူကြီးတွေအတွက်လည်းအကျိုးရှိပါတယ်။ငလင်းလောက်ချင်းဆိုတာဘာကြောင့်ဖြစ်ပေါ်စေတာလဲ။ငလင်းဆိုတာမြေကြီးအောက်မှာရှိတဲ့ကြောက်တုံးတွေရွေးရှားရာကနေဖြစ်တည်လာတဲ့ဖိအားကြောင့်မြေကြီးရုတ်တရက်အလင်းအမြန်လှုပ်ခတ်သွားတာဖြစ်ပါတယ်။ငလင်းကအချိန်မရွေးဖြစ်ပေါ်နိုင်ပြီးတော့ကြိုတင်ခံမှန်းလို့ရမယ်နည်းလမ်းမရှိသေးပါဘူး။ ဘယ်နေရာမှာငလျင်ဖြစ်ပေါ်တယ်လဲငလျင်ဆိုတာကဘယ်နေရာမှာမဆိုဖြစ်ပေါ်နိုင်ပါ रे ဒါပေမဲ့ပြည့်ရွေးလို့ခေါ်တဲ့ကဘာကြောင်းလွာဒူကြီးတွေကဘာမျက်နှာပြန်လွာနဲ့အပေါ်ရန်လွာကြမှာပြုတ်လုထားတဲ့အီယာမကြောင်းလွာဒူကြီးတွေအကြာနန်းနမိတ်တွေမှာပို့ပြီးတော့ဖြစ်နိုင်ခြေရှိပါ रे ငလျင်နောက်ဆက်တွဲလောက်ခတ်မှုဆိုတာကပါလဲ နောက်ဆက်တွဲငလျင်တွေကတော့ငလျင်ကြီးလောက်ပြည်တဲ့နောက်မှာဖြစ်ပေါ်လာတဲ့အင်အားပိုနေတဲ့ငလျင်တွေဖြစ်ပါတယ်။နောက်ဆက်တွဲငလျင်တွေကငလျင်လောက်ပြည်တဲ့နောက်နိုင်ပိုင်းရက်ပိုင်းအကြာအထိအပြင်းထန်ဆုံးဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့ပြင်းအားချိန်နှုံရော့ကျသွားတတ်ပါတယ်။ဆက်လက်ပြီးတော့ငလျင်တစ်ခုအတွက်ကြိုတင်ပြင်ဆင်မှုတွေကိုပြောပြသွားမှာဖြစ်ပါတယ်။မိမိရဲ့အန္တရာယ်ကိုနားလည်ပါ။ ။ငလင်းဆိုတာကနေရာတိုင်းမှာလှုပ်ခတ်နိုင်မယ်မယ်။တချို့သောနေရာတွေကတော့ပိုပြီးတော့လှုပ်နိုင်ခြင်းများပါတယ်။ကိုနေထိုင်တဲ့ဒေသမှာငလင်းလှုပ်နိုင်ခြင်းပိုများသလားဆိုတာကိုသိအောင်လုပ်ဖို့လိုအပ်ပါတယ်။တကယ်လို့အဲ့ဒီဒေသတွေမှာနေထိုင်နေရဆိုရင်တော့ဒေသခံတာဝန်ရှိသူတွေရဲ့အကြံပြုချက်တွေကိုလေ့လာပါ။တကယ်လို့မိမိကကံယူရန်ဒေတာတွေမှာနေထိုင်နေဆိုရင်ငလင်းလုံးပြည့်တဲ့နောက်ဆူနာမီဖြစ်နိုင်ခြေအနေရကိုလေ့လာပြီးမိသားစုအစီအစဉ်တစ်ခုကိုပြုလုပ်ဖို့လိုအပ်ပါတယ်။ ကလေးရွင့်နဲ့စကားပြောပါတကယ်လို့မိမိကပို့ပြီးတော့အနေအများတဲ့ဒေတာမှနေထိုင်မှကကလေးတွေရဲ့အသက်အရွယ်အလိုက်နားလည်မဲ့အသုံးနှုန်းတွေနဲ့ငလျင်အကြောင်းငလျင်ဆိုတာကပါလဲဘာကြောင့်ငလျင်ဖြစ်ရတာလဲဘေးကင်းအောင်ဘလို့နေလို့ရမလဲဆိုတာတွေကိုဆွေးနွေးပါမိမိရဲ့နံပါတ်၁ဦးစားပေးကကလေးတွေရဲ့ဘေးကင်းလုံခြုံရေးဆိုတာကိုအသိပေးပါအစီအစဉ်ဆွဲပါမိသားစုတစ်ခုလုံးအတွက်ငလျင်အရေးပေါ်အစီအစဉ်ပြုလုပ်ထားပါဘေလွရကိုရွှေပြောင်းရေးအစီအစဉ်တစ်ခုနဲ့စုံမှတ်တွေကိုတတ်မှတ်ပါ အထူးသဖြင့်မိသားစုဝင်တွေတယောက်တနေရာစီမှာရှိနေပြီးဆက်သွယ်ဝင်ဆောင်မှုတွေပြတ်တောက်သွားခဲ့ပါကအချင်းချင်းမဆက်သွယ်နိုင်တဲ့အခြေအနေအတွက်ဖြစ်ပါတယ်။မိသားစုဝင်တွေမိတ်ဆွေတွေနဲ့လိမ့်စာတွေဖုန်းနံပါတ်တွေကိုအချိန်နဲ့တပြေးညီ update ထားရှိပါ။အရေးပေါ်ဖြစ်လာရင်ဘလို့ဆက်အရေးပေါ်ဖြစ်လာရင်ဘလို့ဆက်သွယ်ရမလဲဆိုတာကိုလေ့လာထားပါ။ငလင်းလောက်ခတ်လာခဲ့ရင်မိမိကလေးရဲ့အကြောင်းကဘလို့စီစဉ်ထားတယ်လဲဆိုတာကိုလေ့လာပါမိမိနေထိုင်တဲ့အဆောင်အကြောင်းကိုလည်းလေ့လာထားပါ မကင်ခန့်နဲ့ဒါမှမဟုတ်တမတ်စံချိန်စံနှုန်းတွေနဲ့မကင်ညီတဲ့အဆောင်တွေကငလျင်လှုပ်ချိန်မှာအလွန်အန္တရာယ်များနိုင်ပါတယ်ဒီလိုအဆောင်တွေမှာနေထိုင်မှာကဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုသိရှိစေဖို့ဒေသဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်ပါအိမ်ထဲကအခန်းတိုင်းမှာငလျင်လှုပ်လာရင်ခိုးလုံလို့ရမယ့်နေရာတွေကိုရှာထားပါပြစ်နိုင်ရင်ဗရင်ပေါက်မရှိတဲ့အိမ်အလဲပိုင်းကအခန်းတွေမှာနေပြီးဇပွဲလိုမျိုးခိုင်ခန့်တဲ့ပစ္စည်းတွေအောင်မှာပုံခိုပါ အေးပေါ်အိတ်တလုံးပြင်ဆင်ထားပါအ ਨੇ ဆုံး၃ရက်စာလိုအပ်တဲ့ပစ္စည်းတွေထည့်ထားပြီးလိုအပ်ရင်တည်ဆောင်နိုင်အောင်လို့လုပ်ထားပါအစားအသောက်ရေစေဝါရှေးဥတုနာပြုစုပစ္စည်းဓာမီနဲ့ဘက်ထရီတွေကိုလည်းထည့်ထားဖို့မမေ့ပါနဲ့ငွေသားနဲ့ခီးသွန်းစာရွက်စာတမ်းတွေကိုအလွယ်တကူယူသွားနိုင်အောင်ထားရှိပါမိမိကလေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုနားလည်အောင်အရေးပေါ်အစီအစဉ်ကိုတူတူလေးကျင်းပါသူတို့မေးချင်တဲ့မေးခွန်းတွေကိုအချိန်ယူပြီးတော့ပြန်ဖြေကြားကသူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုအလေးနက်ထားပါ တစ်နှစ်ကို2ကြိမ်3ကြိမ်လောက်မိသားစုနဲ့အတူအရေးပေါ်အစီအစဉ်ကိုအတူတူလေ့ကျင့်ထားပါဒါမှလိုအပ်တဲ့အခါအလိုအလျောက်လှုပ်ရှားတတ်မှာဖြစ်ပါတယ်နောက်ထပ်အပိုင်းမှာတော့ကလေးတွေရောလူကြီးတွေအတွက်ပါငလျင်လှုပ်တဲ့အချိန်မှာမလှုပ်ရမလဲငလျင်လှုပ်ပြီးတဲ့နောက်ဘာလုပ်ရမလဲငလျင်လှုပ်ပြီးတဲ့နောက်ကလေးတွေကိုစိတ်သက်သာရရအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာတွေကိုအသေးစိတ်ဆက်လက်ဆွေးနွေးတော့မှာဖြစ်ပါတယ် လင်လုံးနေချိန်မှာပါလို့ရမလဲခိုင်ခန့်တဲ့အစာအောင်အောက်ထဲမှာရှိနေရင် အထဲမှာပဲနေပြီးဇက်ပွဲစာရေးကုန်လို့လိုမျိုးခိုင်ခန့်တဲ့အရာဝတ္ထုတစ်ခုခုရဲ့အောက်မှာအကာအကွယ်ယူပါပရိဘောကဒါမှမဟုတ်ခိုင်ခန့်တဲ့ပစ္စည်းကိုလက်တစ်ဖက်နဲ့ကင်ထားပြီးခေါင်းအုံးနဲ့လက်ပင်ကိုလက်ရဲ့အနောက်ဖက်မှာအုပ်ထားပါကန်ထားဖို့ခိုင်မာတဲ့ပစ္စည်းတစ်ခုခုကိုရှာမတွေ့ရင်ဒါမှမဟုတ်အကာအကွယ်ရှိနိုင်တဲ့နေရာတစ်ခုမှရှိမနေရင်ခေါင်းနဲ့လေပင်ကိုလက်နှစ်ဖက်စလုံးနဲ့ကထားပါ ဓာတ်လေကားတွေကိုအသုံးမပြုပါနဲ့။တင်းနေထိုင်ရဒါမှမဟုတ်အလုလုတဲ့အဆောင်ကမတည်ငြိမ်ဘူးဒါမှမဟုတ်ငလင်းတန်းခံနိုင်တဲ့စံချိန်စံနှုန်းနဲ့မကညင်ဘူးလို့ထင်ရင်အလုံးကြုံဆုံးနိလန့်နေအတွက်ဒေတာဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းပါ။မိမိကအပြင်ကိုရောက်နေအပြင်မှာပဲနေပါ။အဆောင်တွေတစ်ပင်တွေလမ်းမီးတိုင်တွေလျှက်စစ်ကေဘယ်ကြိုးတွေဖုန်းတိုင်တွေနဲ့ဝေယာကွင်းမြင်နေရာတစ်ခုစီကိုရောက်အောင်သွားပါ။ကွင်းမြေနေရာကိုရောက်ပါကမြေကြီးပေါ်မှာဝစ်ချပြီးငလျင်ရက်သွားတဲ့အထိအဲ့ဒီနေရာမှာပဲနေပါ မိမိကားကားထဲမှာဖြစ်နေတော့ကားထဲမှာပဲဆက်နေပါဘေကင်းအောင်နေနဲ့တက်နိုင်သမျှအမြန်ဆုံးကားကိုရပ်ပါပါကင်ဘရိတ်ကိုအသုံးပြုပါတုံခါမှုမရမချင်းထိုင်ကုန်ကပတ်ကိုပတ်ထားပါနောက်ဆက်တွင်ငလျင်တစ်ခုကိုခန်းစားပါကအထက်ကပြောပြထားတဲ့လမ်းညွှန်ချက်အတိုင်းလိုင်းနာပါငလျင်လောက်ပြီးပထမနာရီပိုင်းအတွင်းနဲ့ရက်ပိုင်းမှာနောက်ဆက်တွင်ငလျင်တွေမကြာခဏလှုပ်တက်ပေမဲ့နောက်ပိုင်းမှာလည်းပုံနေပြီးတော့ပြင်းအားပိုရော့လာမှဖြစ်ပါတယ်ငလျင်လောက်ပြီးတဲ့နောက်ဘာလုပ်ရမလဲ အနေရရှိမရှိစစ်ဆေးပါကိုပံဝင်ခြင်းမှာရှိနေတဲ့အရာဝတ္ထုတွေမှန်ကွဲတွေကိုအနေရရှိနိုင်တာတွေကိုသတိပြုပါ မီးလောင်နေတာရှိမရှိစစ်ဆေးပါပြက်နိုင်ရင်လုံခြုံပြီးရှင်းလင်းတဲ့ပြန်ပနေရာတစ်ခုကိုသွားပါဓာတ်လေကာကပျက်စီးနေနိုင်တဲ့အတွက်ဓာတ်လေကာကိုအသုံးမပြုပါနဲ့ မိမိကိုကိုရောတခြားသူတွေကိုပါဂရုစိုက်ပါမိမိကိုတိုင်းဒါမှမဟုတ်မိသားစုဝင်တူဦးထိခိုက်တရားရရှိထားပါကတတ်နိုင်သမျှအမြန်ဆုံးစောင့်ရှောက်မှုခံယူပါအကူညီတောင်းပါမိမိပဲနေရာမှာရှိနေကြောင်းနဲ့ဘေးအန္တရာယ်ကင်းကြောင်းကိုမိသားစုမိတ်ဆွေဆွေမျိုးတွေကိုအတည်ပြုပါ ပြည်နိုင်တလောက်ဒေတာတွင်သတင်းတွေနဲ့အချိန်နှင့်အကြောင်းဒေတာခန့်တာဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်တွေကိုနားထောင်ပါခိုးလုံရနေရာတွေကျမ်းမာရေးဆေးပေးကန်တွေနဲ့အစားအစာဝေတဲ့နေရာတွေအကြောင်းသတင်းတွေကိုနားထောင်ပြီးဒေတာခန့်တာဝန်ရှိသူတွေရဲ့လမ်းညွှန်ချက်ကိုလိုက်နာပါလက်စင်မီပြတ်တောက်ပါကဖုန်းဘက်ထရီကိုခြွေတာပြီးတော့အသုံးပြုပါပြင်းအားမြင့်ငလင်းတစ်ခုလှုပ်ခတ်ခဲ့ပါကမိုဘိုင်းကွန်ရက်တွေပြတ်တောက်သွားနိုင်ထိခိုက်သွားနိုင်တဲ့အတွက်စာတူပေးပို့တဲ့ SMS ပေးပို့တဲ့စနစ်ကပို့ပြီးတော့ထိရောက်နိုင်ပါတယ် ငလင်းလောက်ပြည့်တဲ့နောက်ကလေးတွေကိုစိတ်သက်သာရရအောင်ဘလို့လောက်ပေးရမလဲပိုးမွေလင်းလင်းစကားပြောပါကလေးတွေကိုငလင်းကြောင့်တို့ဘလို့ခံစားရတယ်လဲဆိုတဲ့အကြောင်းကိုပြောဖို့အတွက်ခွင့်ရပေးပါတို့မှာစိတ်ပူပန်မှုတွေထိတ်လန့်စရာတွေရှိနေရင်လဲဝေမျှပေးဖို့အတွက်အားပေးပါတို့ပြောပြတာကိုတေချာနားထောင်ပြီးတို့ရဲ့ခံစားချက်ကိုအလေးအနက်ထားဂရုစိုက်တဲ့အကြောင်းပြသပါစိတ်သက်သာရရအောင်လုပ်ပေးပါငလျင်နဲ့နောက်ဆက်တွဲဖြစ်ရတွေကအမြဲတမ်းဖြစ်နေမှာမဟုတ်တဲ့အကြောင်းကိုပြောပြပေးပါ ငလင်းဆိုတာကတဘာဝဖြစ်ရတခုပဲဖြစ်ပြီးဘသူရဲ့အပြစ်မှမဟုတ်ဘူးဆိုတာကိုလည်းရှင်းပြပါအတူတူအချိန်ဖြုံးပြီးတော့ပွေဖက်ပေးခြင်းနဲ့ကလေးတွေကိုနှစ်သိမ့်မှုပေးပါစိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုလက္ခဏာတွေကိုစောင့်ကြည့်ပါကလေးတော်တော်များများကဘေးအန္တရာယ်တစ်ခုဖြစ်ပြီးတဲ့နောက်တလားလောက်ကြာတဲ့အထိဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့မတုံမလောက်ခံစားချက်ကတဖြည်းဖြည်းပျောက်သွားပြီးစိတ်ဓာတ်ရလက္ခဏာတွေစပြီးပြသလာတတ်ပါတယ် စိုးရိမ်မှုတချို့ဇက်တိုက်ဖြစ်ပေါ်နိုင်သေးပေမဲ့လာပိုင်းလောက်ကြာတဲ့အထိပြောင်းမသွားတာပဲဖြစ်ဖြစ်ကလေးကပိုပြီးတော့ပြင်းထန်တဲ့လက္ခဏာတွေပေါ်လာတဲ့အချိန်အကြောက်လွန်ပြီးတော့တိုက်ခိုက်တာသူတို့ကိုယ်ကိုယ်နဲ့တခြားသူတွေကိုထိခိုက်အန္တရာယ်ပြုခြင်းနဲ့ဆန္ဒတွေလိုပိုဆိုးတဲ့လက္ခဏာတွေပြလာရင်တော့မိသားစုဆရာဝန်ဒါမှမဟုတ်စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြတာတက်ပါတယ်စိတ်တည်ငြိမ်စေမဲ့လေ့ကျင့်ခန်းတွေကိုအတူတူလေ့ကျင့်ပါဝမ်ပိုင်းနဲ့အသက်ပြင်းပြင်းရှူခြင်းကတိတ်ကိုအထောက်အကူဖြစ်ပါတယ် အတန်းရွယ်ကြီးတဲ့ကလေးတွေနဲ့လေ့ကျင့်ကြည့်ပါတကယ်လို့ပုံငယ်တဲ့ကလေးတွေရှိရင်ကစားနည်းတစ်ခုနဲ့ဖြစ်ဖြစ်လုပ်ကြည့်လို့ရပါတယ်။နိုင်ရိုင်းရဲ့အစမှာအသက်ရှူနှုန်းကိုတဖြည်းဖြည်းချင်း short ချရင်းနဲ့စိတ်နဲ့ခန္ဓာကိုဘလောက်တည်ငြိမ်အောင်လုပ်နိုင်လဲဆိုတာကိုကြည့်ပါ။လုံနေကြလုပ်ငန်းစဉ်တစ်ခုရှိထားဖို့စ조사ကြည့်ပါ။တော်တော်လေးခက်ခဲနိုင်မယ်မယ်အချိန်မှအိပ်ရာဝင်တာအချိန်မှထမင်းစားတာကကလေးတွေကိုငလျင်မတိုင်ခင်ကသူတို့ရဲ့ဘဝနဲ့နည်းနည်းပို့ပြီးတော့ဆက်ဆက်မိတယ်လို့ခံစားရစေနိုင်ပါတယ်။ ဒီကြောင်းရတွေကို ကလေးတွေအတွက် UNICEF ဆောင်းမကနေကိုကဖော်ပြခဲ့တာဖြစ်ပါတယ်နောက်တစ်ပတ်မှလည်းကျမတို့ရဲ့ K2H အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမရင်နဲ့ဘ ഹു တုတရာဆရာအကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နိလန်းတွေကို တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ Radio ကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မြင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချမ်းပြချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြစီမာ Radio ဆောင်းမရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချမ်းပြချက်တွေကိုကြိုဆိုပါရရှင်။မြစီမာ Radio ရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကြမှာချမ်းသာပါစေလို့မြစီမားရေဒီယိုဖွင့်သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့တူရက်တီနေမယ်မြစီမားရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကြမ်းမာကြပါစေရှင်